မင်္ဂလာပါအခုကတော့ဒါကျွန်တော်တို့ပဒံမြားရောင်ညင်းကြီးပြောင်းတဲ့ရွှေတောင်မွေမန္တလေးကိုကျွန်တော်တို့ရောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တဲတာတော့ Hotel Bind the Red Corner ပေါ့ Hotel လေးကချစ်စရာလေးနော် Building လေးကြီးကြီးလိုက်တာမန္တလေးရဲ့ sense ကြီးအများကြီးရချစ်စရာလေး Hotel လေးကအဲ့တော့အခုမန္တလေးရောက်တုန်းမှာကျွန်တော်တို့ကကုန်းမောင်မင်းဆက်မှာဖုန်းတကူကြီးမားတဲ့ဘရင်တပါးအကြောင်းနဲ့စကားပြောအလွန်ကျွဲဝါးတဲ့အမတ်ကြီးတအူးအကြောင်းကိုကျွန်တော်လူချင်းမင်းတို့ချစ်ခင်စွာမျှဝေပေးမှာဖြစ်ပါတယ် ဲ့တော့ကုန်းမောင်မင်းဆက်ဆက်တဆက်ရှိနော်ကျွန်တော်တို့ငငယ်ရမယ်တဲ့လောင်းတောင်စင်စစ်မောင်ဘိုးဘသာပြုမင်းတီကုန်းမောင်မင်းဆက်ဆက်တဆက်မှာနန်းသက်အရှိဆုံးနန်းသက်အရှိဆုံးဘရင်ကိုမင်းမင်းတရားကြီးကိုဘယ်သူလို့ထင်ပါလဲအလောင်းမင်းတရားကြီးမဟုတ်ဘူးနော်ကုန်းမောင်မင်းဆက်ရဲ့ founder ကုန်းမောင် dynasty ရဲ့ founder အလောင်းမင်းတရားကြီးမဟုတ်ဘူးနန်းသက်အရှိဆုံးဘရင်ပေါ့ကုန်းမောင်မင်းဆက်ဘယ်သူလို့ထင်ပါလဲဖြေကြည့်ပါအောင်ကောင်းပါမှာကုန်းမောင်မင်းဆက်မှာနန်းသက်အရှိဆုံးဘရင်ဟာဘိုးတော်ပထမင်းဖြစ်ပါတယ် ဘိုးတော်ဘရုံမင်းဘိုးတော်ဖျားဟာနန်းသက်38နှစ်ရှိပါတယ်နော်ကုန်းပေါင်မင်းဆက်မှာဒါနန်းသက်အရှိဆုံးဘုရင်ဖြစ်တယ်လို့သူ့လက်ထက်မှာကုန်းပေါင်အင်ပါယာရဲ့နေနမိတ်ဟာလည်းအကျယ်ဝန်းဆုံးဖြစ်ပါတယ်အဲ့တော့ဘိုးတော်ဖျားရဲ့လက်အောက်မှာပညာရှိအမတ်ကြီးတွေများစွာရှိတဲ့ထဲကအလွန်ထူးခြားတဲ့အမတ်ကြီးစကားပြောကောင်းတဲ့အမတ်ကြီးသူရောဘယ်သူလို့ထင်ပါလဲဥပ္ပောဦးဖြစ်ပါတယ်အဲ့တော့ဘိုးတော်ဖျားနဲ့ဥပ္ပောဦးကကောင်းမွန်တဲ့ relationship ရှိတယ် တနည်းအားဖြင့်ဒီဘက်ကစကားနဲ့ပြောရင်ဆရာတပည့်ဆက်ဆံကြီးပေါ့လေဒီလိုပဲပြောရတယ်။ဒါပေမဲ့တို့မှာတန်ရုံးစင်တရားရှိတယ်။ဘိုးတော်ဖေဟာတခါတလေကြာရင်ဘိုးတော်ဘရုံဝင်းဟာအော်သူကသူလှုပ်ချင်တာကိုသူလှုပ်တာ။ဥပမာနန်းတော်ဒီမြို့တော်ဆိုရင်လဲဒါအလွန်အဆင်ပြေနေတဲ့အင်းဝပေါ့နော်။ဒါကျွန်တော်တို့ကဒါအလွန်အဆင်ပြေတဲ့အင်းဝအင်းဝကိုသူကအမရဘူရာကိုရွှေ့တာဒါဘိုးတော်ဖေဟာ။အဲ့တော့အဲ့တော့ဘိုးတော်ကသူလှုပ်ချင်တာသူတခါတကျသူမကြည့်နဲ့သူ့ကိုသွားပြီးတော့ဒေါသထွက်အောင်လုပ်ရင်လန်နဲ့လည်းပြင်းပြစ်တာအဲ့တော့ဘိုးတော်ဘရုံမင်းဟာ ဥပ္ပဦးနဲ့ကြာရင်တော့သူဟာသူ့တပည့်ကိုသူအလုံးချက်တယ်အဲ့တော့ဘိုးတော်ဒေါသထွက်နေဥပ္ပဦးရှောက်မှာပဲရအဲ့တော့ကျွန်တော်တို့တနေ့ကြတော့ဘိုးတော်ကဒီမင်းကွန်ပထိုးတော်ကြီးဘက်မှာလူကျွန်းတို့သိရမလားဒီချင်းသေးကြီးတွေလေနော်ဒီချင်းသေးကြီးကအာဟိုတဝက်တပြတ်ပဲကျွန်တော်အခုဆိုဟဲ့လားဒီချင်းသေးကြီးကိုတွားပြီးတော့ကြည်တာပေါ့ဘိုးတော်ကမင်းကွန်ပထိုးတော်ကြီးဘက်မှာချင်းသေးကြီးကိုတွားကြည့်တွားကြည့်တဲ့အခါကျတော့အဲ့ဒီချင်းသေးကြီးကိုတကယ်ဟိုဒီနန်းဒီဥပ္ပဦးပါပါသွားတာပေါ့ဘိုးတော်ကအဲ့ဒီဘက်ရောက်တဲ့အခါကြည့်တဲ့အခါမှာ သူတပည့်ဥပ္ပဝူပါလာတော့ဥပ္ပဝူကလည်းလက်ခနဲ့ဘောတော်ဒီဘက်မှာရှိနေတော့မှာတခါလေအဲ့ချင်းသေးဘက်ကိုရောက်သွားရောက်သွားတဲ့အခါကျတော့ဘောတော်ကသိတယ်ပေါ်ဦးကတော့ငါချင်းသေးကြီးကိုတခုဝေဖန်တော့မယ်အဲ့ဒါနဲ့ဥပ္ပဝူအဲ့ချင်းသေးကြီးတွေပဲထွက်သွားပြီဆိုတော့ဘောတော်ကဘောတော်ဖေကအဆောင်နိုင်အဆောင်ကင်သားပေါ့အဆောင်ကင်သားဆိုဘရင်နောက်ကလိုက်တဲ့သူတွေပေါ့နော်အဆောင်ကင်သားနှစ်ယောက်သုံးယောက်လောက်ပဲချက်ရပြီးတော့အตาလေးပေါ့ဥပ္ပဝူရှိတဲ့ဘက်ကိုအตาလေးလိုက်သွားဥပ္ပဝူအဲဒီနားမှာဥပ္ပဝူရှိတဲ့ဆိုဥပ္ပဝူရှိတဲ့ဘက်ကိုသူကရုတ်တရက်ပေါ့အဆောင်ကင်သားနေလိုက်သွားလိုက်သွားပြီးတော့လက်ခနဲ့အဲ့ဒီထွက်လာ အဲ့ဒီမှာလည်းဥပ္ပဝကသူ့ရဲ့ချင်းသေးကြီးတွေကိုကြည့်ပြီးတော့ပေါ်ကဥပ္ပဝကဘာပြောလဲဆိုတော့ဟင်ဒီချင်းသေးကြီးတွေကလည်းကွာဆိုတော့ပြောဥပ္ပဝကလည်းသူ့တစ်ဖက်တွေပါတာသူ့တစ်ဖက်တွေချင်းသေးကြီးတွေကလည်းကွာဆိုတော့ဒါကလည်းဘိုးတော်ဘေးကတခါပန်လက်နဲ့ရွယ်ပြီးတော့ပေါ်ဦးပြောစမ်းမအောင်ငါချင်းသေးတွေဘာဖြစ်တယ်ပေါ်ဦးပြောစမ်းမ ဲ့တော့ဥပ္ပဝါပြမပါအရှင်မတရားကြီးပြချင်းသေးကြီးကြီးကဟိုဘက်ကန်းကိုခုံကူးတော့မတဲ့အတိုင်းပါပဲဖေဟာအသက်ဝင်နေတာပါဗျာဆိုပို့တော့အဲ့ကြမှာသူ့တန်လက်ကိုရောပေါ်ဦးဒီမကိစကားနဲ့ပြောနင်နာမယ်ပေါ့လေနော်ချက်ချက်သတိထားဆိုလိုတော့ဒါချစ်စရာကောင်းတယ်အဲ့ဒါဥပ္ပဝုနဲ့ဘိုးတော်ဖေဟာတို့ရဲ့ဆက်ဆံရေးဖြစ်တယ်ဘောတော်တခါတလေဒေါသထွက်နေရင်လေဥပ္ပဝုကဟိုဘောတော်ဖျားကိုဘောတော်ဗြဟ္မင်းကိုသူပဲရှောက်နိုင်တာအဲ့တော့ဘယင်းနေနားမှာကိုယ်မှားနေတဲ့အချိန်မှာတက်မှတ်နိုင်တဲ့ ညာရှိအမှတ်တွေရှိခြင်းဟာလည်း DBA နေဖုံးကန်ရှိခြင်းအဓိကအကြောင်းရင်းဖြစ်တယ်။ကျွန်တော်စီမံခန့်ခွဲမှုပညာမှာလည်း Human Resource Management ပညာမှာလည်းကိုယ်နားမှာကိုယ့်ရဲ့ကုညီပေးမဲ့ကိုယ့်ရဲ့ team တွေကိုမှားနေတဲ့အချိန်မှာကိုယ့်ကိုပညာရှိပိသားဆိုတာထောက်ပြနိုင်ခြင်းဟာလည်းလူကျွန်းတို့အောင်မြင်ဖို့အတွက်အလွန်အရေးကြီးတဲ့ဖြစ်တယ်။ကိုယ်နားမှာ Yes Man နေကြီးပဲထားလို့မရ။ကိုယ်မှားနေရင်လည်းကိုယ့်ကိုစေရနာမေတ္တာရှေ့ရှုပြီးထောက်ပြနိုင်တဲ့သူတွေရှိခြင်းဟာလူစွမ်းအင်းမြေဖွံ့ဖြိုးတိုးတက် Human Resource Management နဲ့ Management ပညာမှာအလွန်အရေးကြီးပါတယ်လို့ချစ်ခင်စွာ ညှဝေပေးလိုက်ပါတယ်ကျွန်တော်ညှဝေမှုကနေလူချင်းမျိုးအကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့အခုအစီအစဉ်ကိုကြည့်ရှုတဲ့သူတွေအတွက်ကျွန်တော်ရဲ့စာအုပ်၅အုပ်လက်ဆောင်ပေးมาဖြစ်တယ်ဒါပေမဲ့အခုကျွန်တော်ခရီးသွားနေတဲ့အချိန်ဆိုတော့တွေ့တဲ့သူတွေလက်ဆောင်ပေးပြီးတော့၅အုပ်တော့မပြည့်တော့ဘူးဒါနှစ်အုပ်ပဲပြထားမယ်အဲ့တော့ဒီစီစဉ်ကိုညှဝေလိုက်ပါညှဝေပြီးသွားရင် comment မှာညှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီက၅ဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူစာအုပ်လက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ်။အဲ့တော့သင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုသင်တန်းတစ်မျိုးပဲဖွင့်နေ အခုကျွန်တော်တို့၁၂လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့အောင်မြင်မှုပညာသင်တန်း Success in Life ဖြစ်ပါတယ်။အောင်မြင်မှုဟာပညာတရက်ဖြစ်တယ်။လူကျွန်တို့ကြွယ်ဝချမ်းသာခြင်းရင်ကြွယ်ဝချမ်းသာမှုပညာကိုသင်ရတယ်။ပျော်ရွှင်ခြင်းပျော်ရွှင်မှုပညာကိုသင်ရတယ်။အောင်မြင်ခြင်းလည်းအောင်မြင်မှုပညာကိုသင်ရမှာဖြစ်တယ်။အဲ့တော့အောင်မြင်မှုပညာကိုသင်ယူခြင်းတဲ့သူတွေအတွက် ဒီတနန်းဒီအလွန်တင့်တော်ရအွန်လိုင်းတင်နန်းဒီအခုလာမယ်12လပိုင်း2ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်အွန်လိုင်းကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဒေတာတိတိကပ္ပဒေတာတိတိတက်နိုင်ပါတယ်အပြင်လူတွေ့တင်နန်းကတော့ကျွန်တော်တို့က12လပိုင်း6ရက်နေ့နဲ့9ရက်နေ့စနေတိရနေ့ရက်မှာမနက်စင်နာရညနေ6နာရီတိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်ရဲ့ Emerald တင်နန်းကြောင့်မှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ် တော့လူကျွန်းတို့ online တင်နာမည်တက်ချင်တက်ချင်အပြင်တင်နာမည်တက်ချင်တက်ချင်လူကျွန်းတို့ရဲ့နာမည်ရယ်ဖုန်းနံပါတ်ကို comment မှာမေးနေနော် messenger message မှာရေးထားပေးကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်အခုအစည်းအဝေးကြည့်တဲ့သူတိုင်းကို online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ပေးထားတယ်ဆိုတာတင်ကောင်းပါလို့ပါအဲ့တော့သင်ပေး Facebook မှာဆို LYNN link เนาะ link တိုင်းညမြန်မာစံ English ကိုရေးထားတယ် follower 3.8 million ညရှိတယ် TikTok ဆို link တိုင်းညမြန်မာမြန်လူရေးထားတယ်ဖော်လိုရကျွန်တော်တို့က3.2 million ညရှိတဲ့အကောင့်နေမှာ အဲကျွန်တော်တို့ messenger မှာဆင်းပေးတာပဲပါကျွန်တော်တို့ team ကဆက်သွယ်လိုက်အသေးစိတ်မေးနိုင်တယ်အော်ဒီသင်တန်းဒီကျွန်တော်တို့ကဟိုတင်မဲ့ပုံစံကတော့ online သင်တန်းဒီနေ့စဉ်เนาะသင်တန်းစတင်မဲ့2ရက်နေ့12ရက်ပဲ2ရက်နေ့ကနေစပြီးနေ့စဉ် recorded video လို့လူကြီးမျိုး Facebook group ထဲမှာတင်ပေးမယ် Facebook ကြီးဖို့ခက်တဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ကပြန်တင်ပေးမှာဖြစ်ပါတယ် live လေချောက်တော့အပတ်စဉ်တင်းလင်းလာနေည၈နာရီတိုင်း zoom ကနေ live နဲ့တင်မယ်။တူးချင်းကျွန်တော်တို့တွေ့ပြီးမေးနိုင်တဲ့အတွက်တင်းတန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ်။တင်းန်းကလာတက်လာပြီးတော့လို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ်။အပြင်လူတွေ့တင်းန်းကတော့ကျွန်တော်တို့က6ရက်9ရက်မှာတော်ဝင် center ၃လမှာရှိတယ်။ကျွန်တော်ရဲ့ amla တင်းန်းကျောင်းမှာ12လပိုင်း6ခွန် stadium တွေမှာမနက် center ရက်ညနေ6နာရီ2ရက်အချိန်ပြည့်ရင်းနှီးချက်ကတွေ့ဆုံကတွေ့ပြီးတက်ရအောင်မှာဖြစ်တယ်။အဲတင်းန်းတက်ချင်းနံပါတ်ဖုန်းနံပါတ်ပေးတာပဲ။ ် online ကပထမဆုံးအရောက်တရာအပြင်က30%ကို10% discount ပေးထားပါဗျ။ဒီသင်တန်းမှာကျွန်တော်ရနှစ်ပေါင်းများစွာလေ့လာထားတဲ့အောင်မြင်မှုဆိုင်ရာမဟာဗျူဟာနီးဗျူဟာတွေ AI ခေတ်မှာအောင်မြင်အောင်ဘယ်လိုလုပ်မလဲ။ personal brand ကိုဘယ်လိုတည်ဆောက်မလဲ။အောင်မြင်ခြင်းကိုကြိုက်တာကိုကိုလို့ပြီးမှလူတွေကြိုက်လာအောင်လုပ်။အဲ့ဒီမဟာဗျူဟာနီးဗျူဟာတွေကိုသင်ကြားပေးမှာဖြစ်ပါတယ်။ဒါကြောင့်အခုပဲမိမိတို့ရဲ့အောင်မြင်မှုကိုအောင်မြင်မှုပညာသင်တန်းမှာနှစ်ဆမြင့်တင်လိုက်ပါလူတိုင်းဟာအောင်မြင်ဖို့ထိုက်တန်ပါတယ် we must work together we must build our nation